ာဆီယံဖွဲ့ဟာမြန်မာနိုင်ငံကိုလေးလံစောင့်ကြည့်သူတွေဆေးလူရေးကိစ္စဆက်လက်ပြီးဆွေးနွေးမယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါရယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုပြန်လည်ရရှိဖို့အာဆီယံဖွဲ့ရဲ့ကြိုးပမ်းမှုတွေကို ထိန်းချောင်းရမှာပုံသဘောတူညီချက်၅ရပ်ဟာအဓိကကျနေစေလို့သူကဆိုပါရယ်မြန်မာရွေးကောက်ပွဲဟာတရားမျှတမှုပွင့်လင်းမြင့်သားမှု အလုံးပောင်ဝင်မှုနဲ့အများယုံကြည်လက်ခံမှုရှိရမယ်ဆိုတာအာဆီယံနိုင်ငံရေးဝန်ကြီးတွေကဇူလိုင်လအတွင်းသဘောတူခဲ့ပါတယ်။ရွေးကောက်ပွဲမတိုင်မီအလုံးပောင်ဝင်တဲ့တွဲဆောင်ဆွေးနွေးမှုပြုလုပ်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်လို့၎င်းကသတင်းထောက်တွေကိုပြောပါတယ်။မြမအရင်ဖြေရှာရမှာဂျိုပန်မှုတွေအရှိန်မြင့်မှုနဲ့အာဆီယံထူးကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့်ကိုတိုးပေးမဲ့အဆိုကိုဆွေးနွေးခဲ့ကြတယ်လို့မိုဟာမက်ဟက်ဆန်ကပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုဦးစားပေးဖို့တောင်းဆိုမှုတွေရှိလင်ကစားရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှာပြုလုပ်မယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအခြေအနေကိုဖြေရှင်းရမှာအဖွဲ့ဝင်နိုင်ငံတွေမိဖက်တွေနဲ့ကုလသမဂ္ဂရဲ့ကုညီထက်ဝင်မှုတွေကိုအာဆီယံအဖွဲ့ကတိမှတ်ပြုခဲ့တယ်လို့၎င်းကဆိုပါတယ်အပြည်ပြည်ဆိုင်ရာငွေကြေးခွာချမှုစောင့်ကြည့်ဖွဲ့ FATF က မြောက်ကိုရီးယား၊အီရန်နဲ့မြန်မာနိုင်ငံတို့ကိုအမြေပြင်းစင်းထဲမှာဆက်ထားရှိတယ်လို့သိရပါတယ်။ငွေကြေးခွန်ချမှုတိုက်ဖြတ်ရေးနဲ့တံပြန်အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတိုက်ဖြတ်ရေးမှာလုံလောက်တဲ့လုံဆောင်ချက်မရှိလို့အဲ့ဒီသုံးနိုင်ငံကိုအမြေပြင်းစင်းမှာဆက်ထားရှိတာလို့ FATF ကပြောပါတယ်။တရားမဝင်ငွေကြေးဆိုင်ရာကိစ္စတွေမဖြေရှင်းတာကြောင့်မြောက်ကိုရီးယား၊အီရန်နဲ့မြန်မာနိုင်ငံတို့ဟာနိုင်ငံတကာဗန်ဒါရေးစနစ်အတွက်အနေရရှိတဲ့နိုင်ငံတွေလို့ FATF ကသတ်မှတ်ပါတယ်။ ် FATF ဟာအမြေပြင်းစင်းမှာပါတဲ့နိုင်ငံတွေကိုပုံမှန်ဆိုသလို ပြင်ဆင်လေးရှိပေမဲ့မြောက်ကိုရီးယား၊အီရန်နဲ့မြန်မာတို့ကိုတော့အဲ့ဒီစင်းမှာဆက်လက်ထားရှိခဲ့တာပါ။ငွေကြေးကွာချမှုနဲ့အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုမတိုက်ဖြစ်နိုင်တာကြောင့်မြန်မာနိုင်ငံဟာ2022ခုနှစ်အောက်တိုဘာလကတည်းက FATF ရဲ့အမြေပြင်းစင်းမှာပါရှိခဲ့ပါတယ်။မြန်မာဟာ FATF မှာပူးပေါင်းဆောင်ရွက်မှုမရှိတဲ့နိုင်ငံအဖြစ်2000ခုနှစ်ကနေ2006ခုနှစ်ထိသတ်မှတ်ခံခဲ့ရပြီး 2011ခုနှစ်ကနေ2016ခုနှစ်အတွင်းငွေကြေးခွန်အားချမှုနဲ့ပတ်သက်ပြီးလိုင်းနာဆောင်ရွက်မှုအထူးအားနည်းတဲ့စည်းင်းမှတိတာစွာတိုးတက်မှုမရှိတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ FATF ရဲ့လုပ်ငန်းစီမံချက်တွေကောင်းတဲ့ဖော်ဆောင်မှုပြီးစီးချိန်ထိမြန်မာနိုင်ငံဟာအမြင့်ပြတ်စည်းင်းမှဆက်ရှိနေမယ်လို့သိရပါတယ်။ငွေကြေးခွန်အားချမှုနဲ့အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုကိုဖြည့်ရှင်းနိုင်မယ်လုပ်ငန်းစီမံချက်တွေအရေးတကြီးအကောင့်ထဲပေါ်ဖို့မြန်မာနိုင်ငံကို FATF ကတိုက်တွန်းထားပါတယ်။